အရန်ပြော်တာဗောလေဦးကျော်ဟင်ကိုကြည့်ပြီးအရန်ပီတိတွေဖြစ်အရန်ပြော်တာငါတင်းနေငါဒီထဲကိုရောက်ရမယ်ဆိုပြီးအတွေးနဲ့ကျွန်တော်ဘုံကြီးသားဆိုရင်တော့ကျွန်တော်ငယ်တန်းဘဝဗောအာငယ်တန်းဘဝနဲ့ကျွန်တော်တက်နေတဲ့အချိန်မှာဟာလူပြန်လောကတွေပဲဝင်တော့မယ်ဆိုပြီးကျွန်တော်ဘုံကြီးဘဝကိုဆွန့်လုပြီးကျွန်တော်ချက်လိုက်ပြီးလူပြန်လောကတွေစရောက်ခဲ့တာဘာဘူးပြန်လာပြီဆိုတာ25ရွယ်စီကြီးကြီးမှာအကုန်လုံးစင်ငယ်ချင်းတွေကိုစုံခဲ့တာတွေပေါ့အကုန်လုံးရိုက်ခဲ့တဲ့အချိန်ပေါ့အချိန်တော့လည်းအရန်ပျော်ပါနေတာပေါ့မြင်းတွေစီးပြီးထိုးကြိတ်ကန်ကြောက်ပြီးအကုန်လုံး အဲမင်းဘဝပြုတ်ကြတဲ့ဟာကြီးလည်းမနေတော့ဘူးအမြင့်ကံမီးရလည်းမပြောနဲ့မပြောတော့ကံမီးရလေဟာလားဟိုဝါဒနာပါတော်ကိုအကုန်လုံးကိုဆိုကြီးတို့လှိုင်သာကိုကြီးတို့ကိုထွန်းမလတ်တို့ပေါ့ကျွန်တော်ရှိမှလာလူပေါင်းတဲ့သူတို့မနေတော့ပါဘူးလာလူတာကြီးလည်းအများကြီးပါပဲအင်းဒီနေ့ကအမှုပညာရှင်ဖွင့်တယ်မှာကျွန်တော်ကိုကိုရှင်ဘဝနေပြီးဖိတ်ခေါ်လို့ကျွန်တော်တို့လာရောက်ပြီးရှင်ဖွင့်တာပါအင်းလူချမ်းဘဝနဲ့တရုပ်ဆောင်ခဲ့တာဆိုရင်တော့ 25နှစ်ရှိပြီပေါ့ကျောဆောင်ခဲ့တာပေါ့စီဝါရဲ့လူတော့မတတ်မှတ်ပါဘူးလူပညာကိုတကယ်မြန်လို့လို့ချစ်လို့တန်မိုးထားလို့ရှင်လေးတန်ဒီလူပညာကိုဟာဆက်လက်ပြီးစူးစမ်းနေတာပါအဲ့လိုမဟုတ်ဘူးကျွန်တော်ဘယ်လိုလဲဆိုတော့အစတည်းကလူချမ်းတက်တက်ပဲလှုပ်ချင်လို့အာထိုးရကြိတာကန္တာကြောက်တာတွေဝန္ဒနာပါလို့လူချမ်းတက်တက်ပဲလှုပ်မယ်ဆိုပြီးကျွန်တော်စတင်ဝင်ရောက်လာခဲ့တာပါကျွန်တော်30ရပါကျွန်တော်ဇာတိက30အာယု30ရ မကလာဝန်းကြီးရွာပါ။ဟုတ်ကျွန်တော်ကျွန်တော်ကအာဖုန်ကြီးဘွားပါ။ဖုန်ကြီးဘွားနေပြီးကျွန်တော်အဲ့မှာဆယ်နှစ်တိတိပေါ့စီးခဲ့တာပေါ့ဖုန်ကြီးစီးခဲ့တဲ့အချိန်မှာเจ้ามาอุจ่อหินก้าลายย้ายอุจ่อหินก้าลายย้ายได้เฉยมากูไอ้เฉยมากูก็เลยยังไม่บันนี่โทจินในเฉยมาไอ้ลูปิญญาสมัยยောက်ลาတော့กูเลยยังปิติดิဖြစ်ยังเปาะดาบ่เลยอุจ่อหินอูจี้ไปยังปิติดิဖြစ်ยังเปาะดา ငါတနေ့ငါဒီထဲကိုရောက်ရမယ်ဆိုပြီးအတွေးနဲ့ကျွန်တော်အဲ့ဒါနဲ့ပဲကျွန်တော်ဟိုနေဖြစ်လိုက်ပြီးကျွန်တော်ဘုန်းကြီးသားဆိုရင်တော့ကျွန်တော်အငယ်တန်းဘဝပေါ့အာအငယ်တန်းဘဝနဲ့ကျွန်တော်တက်နေတဲ့အချိန်မှာငါလူပြန်လောကတွေပဲဝင်တော့မယ်ဆိုပြီးကျွန်တော်ဘုန်းကြီးဘဝကိုဆွန့်လုပြီးကျွန်တော်ချက်လိုက်ပြီးလူပြန်လောကတွေဆက်ရောက်ခဲ့တာအဲ့ကျွန်တော်ကျွန်တော်တိတ်တော်နဲ့မပြည့်စုံမကြီးသေးပါဘူးအဲ့တော့ဟိုကျွန်တော်အသက်ဆိုပါလဲဆိုတော့ဟို40နဲ့6 40 6ထဲမှာရောက်နေပြီပေါ့လေ6နဲ့ဆိုတော့ အာငငယ်ပဲရှိသေးတာပေါ့ကျွန်တော်အဲ့ချိန်မှာကျွန်တော်စာလိုက်နေတဲ့အချိန်ပေါ့ကျွန်တော်တိုက်ရုပ်ပွားနဲ့နေခဲ့တဲ့အချိန်ပေါ့ဆရာတော်ကြီးကျွန်တော်ပေါ့နေခဲ့တဲ့အချိန်မှာအဲ့လူရလောကတွေဆက်ရောက်တာပဲတော်တော့စဉ်တော့စဉ်းစားတာပေါ့လေမိဘနှပါကလည်းဘုန်းကြီးပဲဆက်ဝေးချင်တာပေါ့တော့သနာပေါ်လောကမှာဘုန်းကြီးလည်းပဲမြင်ချင်တာပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့လောက်ဆလုံးပြီးကျွန်တော်လူရလောကတွေဝင်ကြောက်လိုက်တာအဲဒီတော့ဘူးကျော်ဟင်းရဲ့အမဆွေမြတ်သူသားရဲ့ကိုရှိုင်းအောင်ရဲ့ပါလဲ ဥမြင့်တာတော့ပါတာပေါ့လေအကောင်သိတော့မှတ်မိရဘူးလူတွေပေါ့အဲ့တော့ကိုကလည်းဒီရာကိုရမ်းစိတ်ဝင်စားနေချင်းတော့သူတို့သိပြီဟိုနေဖြစ်တော့ပေါ့လေဟဲ့လားအဲ့မိဘနှစ်ပါးတော့ရွာမှာပေါ့သာဝတီ30မှာပေါ့ဒီဟာဖုန်းကြီးချုပ်ရတော့မိဘနှစ်ပါးလည်းမသိဘူးမသိခါကြတာနောက်ပိုင်းကျမှမိဘနှစ်ပါးကိုဖွင့်ပြောတာပေါ့ဖွင့်ပြောခဲ့တာပေါ့နောက်ပိုင်းကျမှသာလူကျန်းသွားလို့မရဘူးပေါ့လူရန်လုံနေပြီဆိုတော့အဲသူတို့အဲ့တော့မှသူစသီးကြတာပေါ့အဲကျွန်တော်အဲ့ ပေါ်ကြီးလောကနေဆက်ထွက်တဲ့ရောက်သွားတဲ့အချိန်မှာအဲ့မှာကျွန်တော်ဆရာဦးစောလင်ပေါ့တကယ်မမေ့ပါဘူးသူတင်ပေးတဲ့ပညာနဲ့ယနေ့တိုင်တိလူပညာလမ်းကြောင်းပေါ်မှာရပ်တည်နေတာပါ။ဟောရှိခဲ့ပါတယ်အမှတ်တရအများကြီးပေါ့။ပါလေတော့ပြုတ်မတက်လောက်အောင်ရှိခဲ့တဲ့လူပညာသမားတွေပေါ့အကုန်လုံးအမှတ်တရလေးတွေပေါ့လေကိုကြုံခဲ့တဲ့ဟာလေးတွေပေါ့။ဒါမှတ်မိရသလားတော့မှတ်မိတော့မှတ်မိရတော့မှတ်မိပေါ့။ဒါပေမဲ့ကျွန်တော်တို့စပြီးရိုက်လာတဲ့အချိန်မှာတော့ကျွန်တော် ဆရာသမားကိုဝလူကျော်အကိုဝူကျော်နဲ့ဆိုရင်ဒါကျွန်တော်ရိုက်ခဲ့တဲ့ဟာတွေအာကိုဆန္ဒမောင်တို့ကိုစောဦးတို့ကိုစောသစ်တို့ဒါတော်တော်များများရိုက်ခဲ့တယ်ပေါ့လေဘာဘူးပြန်လာပြီဆိုတာ25ရွယ်စီကြီးကြီးမှာအကုန်လုံးတင်ငယ်ချင်းတွေကိုစုံခဲ့တာတွေပေါ့အကုန်လုံးရိုက်ခဲ့တဲ့အချိန်ပေါ့အဲဒီနေ့ကလည်းအရန်ပျော်ပါနေတာပေါ့မြင်းတွေစီးပြီးထိုးကြိတ်ကန်ကြောက်ပြီးအကုန်လုံးအာမြင်းဘဝပြုတ်ကြတဲ့ဟာတွေလည်းမနှဲတော့ဘူးအမြင်ကံမရလည်းမပြောနဲ့မပြောတော့ကံမိတာလေဟာလားဝါဒနာပါတာဟုတ်အကုန်လုံး အာဂူချင်းရမှာတော့ဂူတငယ်ချင်းတွေစုံတွေ့တာကာရက်တဲ့ချိန်လေးမှာနောက်မှကျွန်တော်တငယ်ချင်းတွေမစုံဘူးပေါ့လေအာဟိုကိုစောတယ်လေအခုကာရက်ရှိတယ်ဆိုရင်လှမ်းချိတ်တယ်ဟာလားကိုရေးကာရက်ရှိတယ်ကိုစန္ဒမော်လည်းလှမ်းချိတ်တယ်တငယ်ချင်းတွေမှာကာရက်ရှိတယ်အားလားပြူလားအားရင်တော့အားတယ်ပေါ့မားရင်တော့မားအခုဒီလိုပြောရတာပေါ့လေဒါကျွန်တော်တို့မုန်းတာတော့စန္ဒမော်မုန်းတယ်သူခေါ်တိုင်းမလာလို့ကျွန်တော်မုန်းနေကျွန်တော်တော့မုန်းနေဒါလက်တွေ့ကျွန်တော်ပြောတာသူကအားခဲပြီးကျွန်တော်ချိန်တယ်ဆိုရင်သူကကျွန်တော်ကအကြောင်းအကျောင်းနေပေါ်တာပေါ့လေဘာလို့လဲဆိုတော့လက်ရှိမှာလဲကျွန်တော်က ပရိဒါလုံနေရဆိုတော့လေဟာလာပရိဒါလုံနေဆိုတော့အားတဲ့ခါအာသရမအားတဲ့ခါကျတော့ကျွန်တော်မှရင်းပယ်ရတဲ့ခံလေးတွေရှိတယ်ဘာလို့ဆိုတော့ဟိုဒုက္ခရောက်တဲ့လူလေးတွေကိုကျွန်တော် နေရာလေးတွေပေးတယ်အိမ်လေးတွေစောက်ပေးတယ်ဟာလာဘာလို့လူတယောက်ဆုံးမသွားတယ်ဆိုရင်ကျွန်တော်အကြောင်းကြားရင်ကျွန်တော်ရေဆုံးမီးဆုံးအကုန်လုပ်ပေးတာဟုတ်စသရာဟာလာလက်ထဲမှာပတ်စံရှိရင်တော့ရှိသလိုမရှိရင်တော့မရှိသလိုကျွန်တော်အလှူခံပြီးကျွန်တော်လိုက်လုပ်ပေးတယ်ကျွန်တော်အဲ့လားလေးပေါ့ ဘုံကြီးမဖို့တော့စိတ်မရှိတော့ပါဘူးဘုံကြီးမဖို့တော့စိတ်မရှိတော့ပါလဲဆိုတော့ဟိုမှာမိမလည်းရှိတယ်ကလေးတွေလည်းရှိတယ်ဆိုတော့အော်အဖေကလည်းရှိနေဆိုတော့ဒါပြုတ်လို့တော့မရတော့ဘူးပေါ့လေအေးပေါ့ဘလို့ပြည့်တယ်ဆိုတော့ကျွန်တော်ကတောင်းဆိုလာတဲ့လူတွေရှိတယ်လေရှင်မဘာလဲလိုင်းသားကိုကြီးတို့ကိုစိုးကြီးတို့ကိုထုံးမင်းလက်တို့ဆိုတာဒါကျွန်တော်နဲ့အဆက်အသွယ်များများရှိတယ်ရှင်သူတို့ကလည်းကို30ရေဓမ္မခက်ခဲလေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့ဖုန်းလမ်းဆက်ပေးပါ သူတို့တက်နေတော့လာလူပေးပါမယ်အလာမူလေးပြောတယ်ပြောတဲ့ခါကျတော့သူတို့ကရှေ့မှာလုတ်ပြတဲ့ခါကျတော့ကိုကကိုနေတဲ့နေရာမှာငါဒီလိုလေးလုတ်ရင်တော့တင်းတော်တယ်ငါဒီလိုလေးတစ်ပြက်တည်းဆောင်ရွက်ပေးရင်တော့ဟာလာဟာလာအများကြီးတင်းတော်တယ်ဆိုပြီးဒါသူတို့ကကျွန်တော်လမ်းကြောင်းပေးပါတဲ့ပုံစံလေးတွေပေါ့ဟာလာကိုဆိုကြီးတို့လှိုင်သာကိုကြီးတို့ကိုထုံးမလတ်တို့ပေါ့ကျွန်တော်ရှိမှလာလူပေါင်းတဲ့သူတို့မနေတော့ပါဘူးလာလူရာကြီးလည်းအများကြီးပါပဲနောက်တစ်ခါကျွန်တော်တို့သာကိရ ဟာကိုအောင်ကိုလက်တို့ကိုစော်ပိုင်တို့ဒါကျွန်တော်နဲ့ညီကိုတွေဆရာသမားတွေပေါ့ကျွန်တော်တင်ပြလိုက်တဲ့အချိန်မှာကိုကြီးကျွန်တော်နေရာလေးတော့ဒီလိုခက်ခဲလေးတွေရှိတယ်ဒါလေးတွေတော့ကျွန်တော်လုတ်ချင်တယ်ကျွန်တော်တို့ကူညီပေးပါအောင်ဆိုပြီးပြောတဲ့ခါမှာလာလှူပါတယ်လာလှူပါတယ်ကျွန်တော် လာလူပေးတယ်ပထမတစ်ခါအေးတရားသာနောက်အေးလေးရနဲ့80သာလာလူပေးပါတယ်ကျွန်တော်ကိုညီလှမ်းတောင်းတာဟုတ်အလားမိုးလေးလေးကျွန်တော်ကိုလုံနေတာပေါ့ယနေ့တိုင်ဒီလေကူကျွန်တော်ဆောင်ရွက်နေတာ တာရင်နာယူကိုဆောင်ရွက်နေပါတယ်နေ့တိုင်းဒီကျွန်တော်ဝမ်းသာပါတယ်။ဗါတယ်ဒုက္ခရောက်နေတဲ့လူတယောက်ကိုကိုမလှူနိုင်ပေမဲ့သူတို့အလှရှင်တွေကဝိုင်းဝန်းပန်ပူးပြီးလှူတော့တက်ကိုလည်းဝမ်းသာပီတိဖြစ်ရပါတယ်။ဟာလား။ဂုံလဲဂုံယူပါတယ်။သူတို့ကိုလှူပေးတဲ့အတွက်လဲဒုက္ခရောက်တဲ့လူကိုဒုက္ခရောက်သလိုဟောနော်ဆဆရရတစ်ချက်တနေတနေနှစ်ချက်တနေတနေခုဟာလားမြန်မာလေးကခုလှူခြင်းလဲဟာလေကို30ရေးကျွန်တော်တော့ဘလူဒုက္ခရောက်နေလို့ ဟာလေကိုသုံးတယ်တော့လာလူမကိုသုံးတယ်အသိလူပေးပါဒါမျိုးလေးတွေရှိတယ်ဒါပေမဲ့ကျွန်တော်အကုန်လုတ်ပေးတယ်အဲ့လာမျိုးလေးတွေဒါတို့ကိုဆိုးကြီးတို့လည်းဒီတိုင်းပဲကိုထုံးမလက်လို့လည်းဟာလိုင်သာကိုကြီးတို့လည်းဒီတိုင်းပဲဟာလာသူတို့ကသူတို့လှူတယ်ဆိုတာမရှိဘူးဘေးအလှရှင်တွေကသူတို့ကိုဖြစ်တဲ့အတွက်ဖရန့်တွေရှိတဲ့အတွက်အကုန်လုံးလှူပေးတဲ့အတွက်ကြောင့်ဒုက္ခရောက်တဲ့လူကိုသူတို့လည်းလှူပေးနိုင်တာပါခံစားရပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကောင်းတာလုပ်နေတဲ့အတွက်တချို့ကမကောင်းတာမြင်ကြတာရှိတယ်ဒါဘယ်သူမှမဆိုတော့လေ တကယ်တော့သူတို့ကလည်းတကယ်လုံနိုင်လားလို့မေးကြည့်မလုံနိုင်မဲနဲ့လူတစ်ပည်သားကိုကရက်တဲ့ပြောဆိုတယ်ဒါတွေကိုသူတို့လင်းနဲ့ထားနေလို့ကျွန်တော်တို့ကဘာမှဖြစ်ဘူးလေကိုလုံးတဲ့အလုပ်ဟာကောင်းဖို့ပဲလိုလားတယ်မကောင်းမှုမလိုလားဘူးကျွန်တော်ဒါပဲတွေးလာတယ်ကောင်းတယ်ဘူးအေးပေါ့ကျွန်တော်ပထမဆုံးပြောချင်တာကတော့အမှုပညာကိုလေသိတဲ့အထိကျွန်တော်ကြိုးပမ်းသွားမှာပရာဟိတကိုလေကျွန်တော်သိတဲ့အထိတတ်နိုင်သလောက်ကျွန်တော်ဆောင်ရွက်သွားမှာပါဟုတ်ရဲ့ ကျွန်တော်တို့ရုပ်ရှင်ဒီဥဆောင်30ပါအဲဒီနဲ့ကာရရှိတဲ့ခါလဲရှိပါတယ်မရှိတဲ့ခါလဲမရှိပါဘူးဒါပေမဲ့မရှိတဲ့အချိန်မှာအိမ်ရလူလေးလှုပ်တယ်ပရာဟိတာလေးတွေကျွန်တော်ဆောင်ရွက်တယ်နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့423 8နှစ်နှစ်ပါတကယ်လို့ကျွန်တော်လှူခြင်းနဲ့ဆိုရင်လဲကျွန်တော်ဖုန်းကိုဆက်ပြီးလှူခြင်းလို့ရပါတယ်ဆက်တယ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ line မတင်ခြင်းမရှိဘူးကျွန်တော်ကတော့ကျွန်တော်လှုပ်ခဲ့တဲ့အလှူတွေမှန်ကမြ line မတင်ပြီးကျွန်တော်ဟိုနေ့ဖြစ်တာတွေကျွန်တော်မရှိဘူးကျွန်တော်ကျွန်တော်ရှင်နေရနေကျွန်တော်ပီတိနဲ့ ကျွန်တော်ဖြစ်ချင်တဲ့အတိုင်းအတာလေးတွေကိုကျွန်တော်အားလုံးဆောင်ရွက်သွားတာအဲအဲကြောင့်မို့ဒါပေမဲ့ကျွန်တော်ဝါပြေးနေပြေးတယ်လေစေကြမိုင်းကိုကြီးကြမိုင်းနဲ့ပြေဆုံးပါစေမိသားစုတွေကျန်းကျန်းမာမာချမ်းသာသာနဲ့ဖြစ်ပါစေလို့ကျွန်တော်ရုပ်ရှင်တွေဗီဒီယိုတိုးဆောင်သုံးစရာဆုတောင်းမြတ်တာပို့ရပါတယ်